ကျွန်တော် page မှာခဏခဏတင်နေတဲ့အကြောင်းရပါပဲ acid ကယူဆိုင်ပါဆိုတဲ့အကြောင်းရပါဒီနေ့ကအကိုတယောက်ကမိတယ်ပလိပြားမှာအဖြူပါလေးတွေတွင်းနေလို့ပေါ့နော်အဲ့ဒါပါဖြစ်တာလေတဲ့အဲဒီလိုမျိုးနေတာကပြောမဆိုရင် short တက်နေတာပါဘာကြောင့် short တက်တာလဲမင်းကြီး acid power ကပျော့လို့ပါ acid power ပျော့တဲ့အနေထားနဲ့ အလေးပြားနဲ့အချိန်ကြာကြာထိတွေ့လိုက်တဲ့အခါမှာအခုလိုမျိုး short တက်တာတွေဖြစ်တတ်ပါတယ်။အခုလိုမျိုး short တက်လာပြီဆိုရင်ကျွန်တော်တို့ကသူတို့ကိုရင်နွေးထက်ပြီးတော့လှုပ်စေရပါတယ်။လှုပ်စေပြီး15မိနစ်လောက်မှောက်ထားပြီးမှအစစ်အမှန်ထည့်ပြီးတော့အပြန်သွင်းပေးရပါတယ်။အပြန်သွင်းနေဆိုရမှာလည်းတရက်တည်းမဟုတ်ပဲနဲ့နှစ်ရက်သုံးရက်လောက်ပေါ့နော်ဇက်တိုက်အသွင်းပေးရပါတယ်။အဲ့လိုသွင်းနေဆိုတဲ့အနေထားမှာလည်း ဟိုတချို့ဆိုရင်10 ampere နဲ့အထက်အဲ့လိုမျိုးတွင်းကြရတယ်ဆိုရင်မဲ့ကျွန်တော်တို့ဘက်ထရီဆိုင်မှာတော့10 ampere လောက်နဲ့ပဲ6 ampere လောက်နဲ့ပဲတွင်းတာပေါ့နော်အဲ့လိုမျိုးအနည်းသွင်းနဲ့ကြာရှည်တွင်းပေးပြီးတော့ဘက်ထရီကိုပြန်ပြီးတော့အပြန်ကျင့်ယူရပါတယ်အဲ acid power ပြီးရင်ဘာဖြစ်တယ်လဲဆိုရင်တော့ဒီလိုမျိုးပလေးပြားပေါ်အဖြူစားကတ်တဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ပလေးပြားပွားပြီးတော့ acid ပြီးရင်ပြင်းတဲ့လိုမျိုးအချိန်တစ်လအတွင်းနှစ်လအတွင်းပြတ်တတ်ပါတယ် ဒါကြောင့်ကျွန်တော်ကချင်းမေကြီးတို့ကို acid အနေထား acid O သုံးနေဆိုရင် acid အနေထားဂယုဆိုင်ပါလို့အမြဲမှားခြင်းဖြစ်ပါတယ် acid အနေထားကလည်းဘလို့ဂယုဆိုင်လဲဆိုရင်အားအဝင်အထွက်မှန်ကန်မှသာ acid power အနေထားကလည်းမှန်ကန်မှဖြစ်မှာဖြစ်ပါတယ်ခင်ဗျာ